အချမ်းပတ်စစ်ကောင်စီရဲ့ဝင်ကြီးဌာနတွေနဲ့ဦးစီးဌာနတွေရဲ့လျှို့ဝှက်အမိန့်တွေညွှန်ကြားချက်တွေဟာခက်တဲ့မီဒီယာမှာ Viber Group ကနေတဆင့်ပေါက်ကြားခဲ့တဲ့ဆိုပြီး Viber အသုံးပြုတဲ့ဒင်းပေးဖို့ဒါတွေကိုပါလုံးဝမပြုတ်လောက်ကြဖို့အချမ်းပတ်စစ်ကောင်စီရဲ့ပြည်ထရေးဝင်ကြီးရပြည့်စုသူကအမိန့်ပေးလိုက်ပြန်တယ်လို့ပြည်ထရေးသတင်းရှင်းမြစ်ကရန်ကုန်ခက်တဲ့ကိုပြောပါတယ်အဲ့ဒီလိုစစ်ကောင်စီရဲ့လျှို့ဝှက်အမိန့်ညွှန်ကြားချက်တွေဟာအထူးသဖြင့်ခက်တဲ့မီဒီယာစီမှာပေါက်ကြားနေတာကိုလုံးဝရပ်တန့်ရမယ်ဆိုပြီးတော့ကို အဲ့ဒီပြည်ထရေးဝင်ကြီးရာပြည့်ဆိုသူကပြောသွားတာဖြစ်တယ်လို့ပြည်ထရေးသတင်းရှင်မြစ်ကပြောထားပါတယ်လက်ရှိစစ်ကောင်စီရဲ့ဝင်ကြီးဌာနတွေနဲ့ဦးစီးဌာနတွေမှာအရေးကြီးတဲ့ကိစ္စတွေလျှို့ဝှက်တင်တာတွေကိုအပိုင်းလိုက်ခွဲကြပြီးညွှန်ကြားဖို့နဲ့တဲ့ဒင်းနဲ့ဆာရဆာတန်းတွေရဲ့လုံခြုံရေးချိုးပေါမှုမရှိအောင် Viber ကပေးပို့ဓာတ်တွေကိုပါလုံးဝမလုတော့နဲ့ဆိုပြီးပြောသွားတဲ့အပြင်ဓာတ်တွေကိုတာဝန်ရှိတဲ့သူအစင်းစင်းကလည်းချက်မဲ့ရမယ်ဆိုပြီးတော့ပါပြည်ထရေးဝင်ကြီးရာပြည့်ဆိုသူက တောင်ကြီးမြို့မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးအတွင်ပြောတော့တာဖြစ်တယ်လို့ပြည်ထရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောထားပါတယ်။မကြသေးခင်ကလည်းအကြံပေးစေကောင်းဆောင်မေးအွန်လိုင်းကပါသူတို့ရဲ့ဝန်ကြီးဌာနတွေအတွင်ကလျှို့ဝှက်ချက်တွေပေါက်ကြားအောင်လုပ်တဲ့သူတွေကိုဖော်ထုတ်အရေးယူရမယ်ဆိုပြီးတော့ပါအစည်းကောင်းစီအစည်းအဝေးမှာထုတ်ဖို့ပြောဆိုသွားပါသေးတယ်ခင်ဗျ။တဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကအကြံပေးစေကောင်းစီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကနေလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေတဲ့အတွက် လာရှုံမြို့နယ်ပြည်သူတွေစစ်ဘေးရှောင်ဖို့ကြိုးစားနေကြတာဟာကာရီယာပေါင်းများစွာပိတ်မိနေကြတယ်လို့ဒေသခံပြည်သူတွေကရင်ုံခစ်တဲ့ကိုပြောပါတယ်။စလင်လာ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲလာရှုံမြို့ကအချက်ဖတ်စစ်ကောင်စီရဲ့ခမရ9ရက်ခွန်တရင်ကို MNDAA ဦးဆောင်တဲ့မဟာမိတ်တပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီရဲ့အရှိန်မြောင်တိုက်စစ်တပ်နာချုပ်ဝင်းနေကနေလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်နေခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက် ဒီနေ့ဇွန်လ10ရက်နေ့မနက်ပိုင်းမှာတော့လာရှုမြို့ပေါ်ကပြည်သူအများစုဟာစစ်ပေးရှောင်ဖို့အတွက်ကားတွေနဲ့မြို့ကနေထွက်ခွာမှုစ조사နေကြရမှာမြို့အထွတ်မှာပဲကားတွေယာနဲ့ချီပိတ်မိနေကြတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်လက်ရှိလာရှုမြို့မှာရှိတဲ့ပြည်သူ60ရာခိုင်နှုန်းကျော်လောက်ကမြို့ကိုစုတ်ခွာပြီးထွက်သွားကြသလို40ရာခိုင်နှုန်းလောက်ကတော့ကျန်နေသေးတယ်လို့လာရှုမြို့နေပြည်သူတို့ကပြောထားပါသေးတယ်ခင်ဗျဒီတစ်ခါရခိုင်ပြည်နယ်ဘက်မှာတော့ အကြံပေးစကောင်းစီရဲ့လက်ကျန်တည်ရင်ဌာနချုပ်တွေနဲ့ကြောက်ဖြူရေးတက်ကူပါအာရကတတော်အေအေကဝင့်ရံပိတ်ဆို့ထားလိုက်ပြီလို့အာရကတတော်အေအေကစီရဲ့တည်ထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားပါတယ်လက်ရှိမှာတော့ရခိုင်ပြည်နယ်မှာအာရကတတော်အေအေဟာအကြံပေးစကောင်းစီရဲ့တပ်စခန်းတွေတည်ရင်ဌာနချုပ်တွေပါမကြံတောက်လျှောက်သိမ့်ပိုက်လာနေပြီအခုနောက်ဆုံးတန်တွဲမျိုးကလေစိတ်ကိုပါသိမ့်ပိုက်ထားလိုက်ပြီလို့ဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအာရကတတော်အေအေကဓာတ်ပုံနဲ့တကွတည်ဝင်ထုတ်ပြန်လိုက်တာပါတစ်ဖက်မှာလည်း စရနာချောင်းရနီကပဲမောင်တော်မျိုးနယ်ကအချမ်းဖက်စစ်ကောင်စီရဲ့နတ်ခခနှစ်နေကြဆောင်တစကန်ကိုအရခတတော်အေအေကအပိတသိမ့်ပိုက်လိုက်ပြီအဲ့ဒီစကန်သိမ့်တဲ့ဘက်မှာဆိုရင်စစ်ကောင်စီတပ်သားတွေရဲ့မသာလောင်းပေါင်း350ကျော်နဲ့လက်နက်ခဲရဲ့အမြောက်အများကိုပါသိမ့်စီရရှိထားတယ်လို့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်ဒါပြင်လက်ရှိမှာလဲမောင်တော်မျိုးကစစ်ကောင်စီရဲ့လက်ကျန်တစကန်တွေကိုအရခတတော်အေအေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီတဖက်မှာလဲရခိုင်ပြည်နယ်ကစစ်ကောင်စီရဲ့လက်ကျန်တရင်ဌာနချုပ်တွေနဲ့ ချောက်ဖြူရေတက်ကူပါဝိညာဉ်ပိတ်ဆို့ထားလိုက်ပြီလို့အရခတတော်အေအေကတရားဝင်ထုတ်ပြန်ပြောဆိုထားပါလိမ့်ခင်အခုတခါမန္တလေးတိုင်းဘက်မှာလေရှမ်းမန်စစ်စရင်နေမြေအတွင်း PDF တပ်ဖွဲ့တွေကအချက်ဖက်စစ်ကောင်စီရဲ့တန်ချက်ကကားတစီကို RPG နဲ့ပစ်ခတ်ပျက်စီးနိုင်ခဲ့တဲ့အပြင်စေကောင်စီတပ်သားတွေကိုလည်းလက်နက်တွေနဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့ရှမ်းမန်စစ်စင်ရေးဆောင်ရွက်မှုမှာပါဝင်တဲ့ပကပတ်တပ်ဖွဲ့စီကနေသိရပါတယ်။ဇူလိုင်လ6ရက်နေ့နဲ့9ရက်နေ့တွေမှာ မင်္ဂလီနန်းရင်းကနေစစ်ကူထွက်လာတဲ့အချက်ဖက်စစ်ကောင်စီရဲ့တန်ချက်ကကားနှစ်စီးတဲ့ကဒစီကိုရှမ်းမဆစ်စင်ရေးတက်မှာပါဝင်နေတဲ့ PDF တပ်ဖွဲ့တွေနဲ့ပကပတပ်ဖွဲ့တွေကရှမ်းမဆစ်စင်ရေးနေမြေအတွင်းမှာပဲ RPG နဲ့ပစ်ခတ်ဖြတ်စီးနိုင်ခဲ့တယ်ဆိုပါတယ်။ဒါပြင်စစ်စင်ရေးအတွင်းစစ်ကောင်စီတပ်သားတွေကိုလည်းစစ်သုံးမှန်းအဖြစ်လက်နက်ကိုလက်နဲ့အတူအရှင်ဖမ်းဆီးရမိထားပြီးအဲ့ဒီလိုဖမ်းဆီးရမိထားတဲ့စစ်သုံးမှန်းတွေကိုနိုင်ငံတကာစစ်သုံးမှန်းဥပဒေနဲ့အညီထိမ့်သိမ်းထားတယ်လို့လည်းသိရပါတယ်။ အဲ့ဒီလိုဖန်စီရမိထားတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဓာတ်ပုံအပြည့်အစုံကိုတော့ရန်ကုန်ခရစ်တရဲ့ Telegram မှာပွားရောက်ကြည့်ရှုနေပါလေခင်ဗျဒီတစ်ခါစကိုင်းတိုင်းပတ်ပါလေပလဲမြို့ဘကအချက်ပစကောင်စီရဲ့မြို့မှာ yes scan နဲ့စုပေါင်းရုံတို့ကို PLA နဲ့ ABSD ရဲ့တပ်ဖွဲ့တွေပါဝင် PDF ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခတ်ခဲ့ပြီးစစ်ကောင်စီလက်အောက်ခံပြူစော်တီနှစ်ဦးကိုပါအရှင်ဖန်စီရမိခဲ့တယ်လို့ ABSD ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခရစ်တကိုပြောပါလေ စရလခွန်ရည်နေဖြစ်တဲ့မနီကပဲပလဲမျိုးဘောကအချက်ဖက်စစ်ကောင်စီတပ်သားတွေရဲတွေတဆွဲထားတဲ့မြို့မှာ yes scan နဲ့စုပေါင်းရုံတို့ကို PLA နဲ့ ABSD ရဲ့တပ်ဖွဲ့တွေပါဝင် PDF ပူးပေါင်းတပ်တွေကဝေရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ပွဲတွေအချက်ဖက်စစ်ကောင်စီတပ်ရဲ့ဘဏ်ကတချို့ကိုပါတော်လိုင်းရဲ့တပ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ကောင်စီလောက်ကံပြူစော်တီနှစ်ဦးကိုပါအရှင်ဖမ်းဆီးရမိခဲ့ပြီ။အဲဒီပြူစော်တီနှစ်ဦးကိုတော့မြို့နယ်ပအားဖတ်တပ်ဖွဲ့တွေလက်ထက်လွှဲပြောင်းပေးခဲ့တယ်လို့ ABSD ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျ။ အခုတက်ဆက်ချင်တာကတော့မြန်မာနိုင်ငံကနေနိုင်ငံကူးလက်မှတ်အလဲပတ်ဗီဇာ PV နဲ့ပြည်ပနိုင်ငံတွေကိုတွားရောက်အလုပ်လုပ်ကင်မှုတွေကိုပါမဖြစ်မနေတားဆီးမယ်ဆိုပြီးစစ်ကောင်စီကပြောလာပြန်တယ်လို့ပြည်ပလုပ်ကင်အေဂျင်စီတာဝန်ရှိသူတို့ကပြောပါတယ်ဇူလိုင်လ6ရက်နေ့ကပဲအကြံဖက်စစ်ကောင်စီရဲ့အလုပ်သမားဝင်ကြီးမြင့်အောင်ဆိုသူနဲ့မြမပြည်ပအလုပ်ကင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌအပါအဝင်အေဂျင်စီတွေနဲ့ရန်ကုန်မှာတွေ့ဆုံတဲ့အချိန်ပြောဆိုလာတာဖြစ်တယ်လို့ဆိုပါတယ် အဲ့ဒီအကြံပေးစကောင်စီရဲ့ဝင်ကြီးမြင့်အောင်ဆိုတဲ့သူပြောသွားတာကမြန်မာနိုင်ငံကနေနိုင်ငံကူးလက်မှတ်အလေပတ်ဗီဇာ PV နဲ့ပြည်ပနိုင်ငံတွေကိုတွားရောက်အလုပ်လုပ်ကင်နေတာတွေကိုရအောင်ပိတ်ပစ်မယ်လို့ပြောတဲ့အပြင်ဟိုဒီငွေလွှဲတွေကိုလက်ရအောင်နေနေပစ်မယ်ဆိုပြီးတော့ပြောသွားတယ်လို့ပြည်ပလုပ်ကင်အေဂျင်စီတာဝန်ရှိသူကပြောထားပါတယ်။ဒါအပြင်ပြည်ပလုပ်ကင်အေဂျင်စီတွေကိုလည်းအလုပ်သမားစေလို့ယုံနေမဟုတ်ပဲပြည်ပရောက်အလုပ်သမားတွေစီကနေမြန်မာနိုင်ငံအတွင်းဝင်ငွေ25ရာခိုင်နှုန်းပြန်လည်လွှဲပို့ရေးအတွက်ကိုပါ တခါတဲ့အလုသမားတွေနဲ့စာချုပ်ချုပ်ပြီးတေချာကြက်မှတ်ဆောင်ရွက်ကြရမယ်ဆိုပြီးတော့လေဖီအားပေးပြောဆိုသွားသေးတယ်လို့ပြပလောက်ကအေဂျင်စီတာဝန်ရှိသူတို့ကပြောထားပါတယ်မြန်မာနိုင်ငံမှာအချမ်းဖတ်စကောင်စီကအသက်23နှစ်ကနေ32နှစ်အတွင်းအမျိုးသားတွေအလုံးကိုပြပအလုအကိုင်းနိုင်ငံကူးလက်မှတ်ပြခြင်းနဲ့ပြပနိုင်ငံတွေကိုတွားရောက်အလုလုကန်ခွင့်မပြုဘဲပိတ်ပင်ထားရကနေအခုတခါမှနောက်ထပ်အလဲဗီဇာ PV နဲ့အလုတွားလုမဲ့လူငယ်လူရွယ်တွေကိုပါထပ်မံတားဆီးဖို့လွတ်လပ်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ငယ်ပါ